ုပ်ရှင်တကားဖန်တီးဖို့ဆိုတာလဲဘယ်လိုပြောမလဲဟိုတင်းမော့လဲလို့သလိုဟိုငွေကြေးဘိုင်းတွေရောပေါ့နော်အများကြီးအများကြီး management လုပ်ရတာပေါ့အဲသူရှိရတော့အဲ့ငွေကြေးရဲ့ဘိုင်းတွေရောအဲတခြားအဲ့လို financial ဘိုင်းတွေရော management ဘိုင်းတွေရောအဲဟိုစိတ်ပူစရာမလိုတော့ဘူးပေါ့နော်။ဒါပြီးတော့စိတ်ဖြောင်းဖြောင်းနဲ့အဲဖန်တီးနိုင်တယ်ပေါ့နော်။အဲအဲ့အတွက်အများကြီးအထောက်အပံ့ဖြစ်ပါတယ်။ ူ့ရဲ့အလုပ်တစ်ခုကိုပဲ focus တာပါဗောနော်ဒီဟာလုတ်ချင်တယ်ဆိုလို့ရှိရင်သူကဒီဟာတစ်ခုပဲကြံတဲ့ဟာတွေကိုသူ့ဆောင်ထဲမှာသူကတိတ်အများကြီးလည်းမထည့်ဘူးဒီလုတ်ကိုသူအမညာလုတ်မယ်ဘယ်လိုပဲဖြစ်ဖြစ်သူအရှိရသွားမယ်ဆိုရင်တော့အနောက်မှာအဲနောက်တက်လုံမို့လို့ရယ်ဗောနော်အဲ့တော့တော့ကိုကတော့အများရန်တော့အဲစူးစမ်းပေးသူကတော့ပြန်ပြောင်းတော့ရှိသူကလာပြောင်းလိုက်တာအောင်မင်းရဲ့ကြံဝတ်တုတ်ပြမိမရှိအလက်တွေပဲလေဒီနေ့ကကျွန်တော်တို့ဟိုပါဗောနော် ဒီအတူရုပ်ရှင်ကလေအဲအဲ့မှာပါဝင်တဲ့တရုတ်ဆောင်နေရယ်အဲပြီးတော့အဲ့ကကလူတွေပေါ့နော်အဲဝိုင်းပြီးတော့လှူရဲအလှူပါဒီကြောင်းနေရာရတော့ကျွန်တော်ဘယ်လိုခေါ်မလဲဒီအလှူလုပ်ဖို့အတွက်ပေါ့နော်အဲဒီမှာကြောက်ကလေးညားတယ်အဲကလေးအယောက်900လောက်ရှိတယ်ပေါ့နော်ကလေးအယောက်900လောက်ရှိတော့ဒီနေ့အဲကုန်းမြတ်ကပူရော ပြီးတော့ဒီမှာအတူရုပ်ရှင်တက်ကားကထုတ်လုပ်သူတွေရောပြီးတော့ပါဝင်တဲ့တရုတ်ဆောင်တွေရောပေါ့နော်ဒီအလှူမှာကလေးတွေဟို ုံးကြီးဆုံးကြမယ်ပြီးတော့ကလေးတွေကိုအဲနေ့လည်သာကြွေးမယ်ပြီးတော့ကလေးနဲ့တူရုပ်ရှင်ကြည့်တဲ့အစီအစဉ်ပေါ့နော်အဲအဲ့ဟာလည်းအတူရုပ်ရှင်ကောင်းတို့လည်းအရင်ဆုံးအဲလာပြတာပေါ့နော်ကျွန်တော်ရိုက်ခဲ့တာကလည်းဒီအတူကအဲဘော်ဆိုင်းဆိုတဲ့ဖုံးဖုံးကြီးကြောင်းပေါ့အဲ့မှာရှိတဲ့နှစ်တရာကျော်ရှိတဲ့အဲဖုံးကြီးကြောင်းအဲမင်းလုံးမင်းလက်ထက်တော့စောက်ထားတာလို့ပြောတယ်ไอ้พ่อนี่จองเอ่อชื่อพ่อนี่จองอีกเว้ยไอ้พ่อนี่จองนี่มาย้ายท่าราဖြစ်တယ်သူอ่ะဒီมา ကျွန်တော်ဟိုမှာသွားပြီးတော့အလူလုတ်ချင်တာမသွားနိုင်နဲ့သူကဒီမှာတစ်ခါလဲကလေးတွေကိုကျွေးနေတယ်အလူလုတ်ဖြစ်တဲ့ဘောပါဒီကားကစပြီးတော့ဟိုပါပေါ့ produce လုပ်တဲ့အခါမှာဒါဟိုကိုယ့်ရဲ့အကိုလိုပေါ့နော်ခင်ရတဲ့အကိုကအဲသူလည်းဒီလိုမျိုးကားလေးရိုက်ရှင်နေဆိုပြီးမှပြောလာတဲ့အခါမှာအဲအမားတို့ကလည်းဒါ တစ်ဖက်တစ်လမ်းနေပြီးတော့ဝိုင်းဝန်းကူညီပေးရဲအဲပြီးတော့ဒီကားတစ်ခုလုံးထုတ်လုပ်တဲ့အခါမှာရောပြီးတော့ဒီကားတိဖြစ်ပေါ့နော်အတစ်ပိုင်းပေါ့နော်အဲအကုန်လုံးတော့တာဝန်ထားပါရှင်ဟုတ်သူကဘယ်လိုဖြစ်လာလဲဆိုတော့ဒီကျွန်တော်ရိုက်ရှင်တဲ့ရုပ်ရှင်ကားပုံစံလေးမှာပါတဲ့ရုပ်ရှင်ကားတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်ကံကောင်းရိုက်တဲ့အချိန်တော့ကံကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့ အဲဟဲဟိုးကနေတနား၄၅မိနစ်တနားလောက်ဆက်သွားတယ်ဘွန်ဆိုင်းဆိုတဲ့မြို့အဲ့မြို့လို့ရောက်သွားတယ်လူချင်းကြည့်နေအဲ့မြို့လို့ရောက်သွားတော့အာကျွန်တော်အဲ့မြို့မှာအဲ့မြို့ကလှလဲလှတယ်တာလဲတာရတယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့ဘုံကြီးကြောင်းလေအဲမင်းတို့မင်းသက်ထက်တုန်းကအဲ့မှာအဲတီးခဲ့တဲ့ဘုံကြီးကြောင်းပေါ့နော်အဲ့ဘုံကြီးကြောင်းကလည်းအဲ့လိုရှေးဘုံကြီးကြောင်းအဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုတဲ့စိတ်ဖြစ်လာတယ်အဲ့စိတ်ဖြစ်လာပြီးတော့ အဲအဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲ့ကံကောင်းရိုက်ပြီးတော့ဗောနော်အဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက် location ကြည့်ရောက်တဲ့အချိန်မှာလည်းကျွန်တော်အဲ့မှာရှိတဲ့ location တွေစားတဲ့နေရာတွေကျွန်တော်ဇလန်းထဲမှာထည့်ပြီးတော့အဲရိုက်လို့ရမယ်နေရာတွေဗောနော်အဲ့ဒါတွေကြိုပြီးတော့စဉ်းစားထားတယ်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုအဲပြန်ပြီးတော့ဖန်တီးပစ်တယ်အဲဒီအတူးကောင်ကိုရိုက်မယ်ဆိုဆိုတော့အဲကျွန်တော်ဇက်ညွန်းရေးတဲ့ဒီဒီနဲ့ဒီဒီရဲ့ကျွန်တော်အဖွဲက2ယောက်3ယောက်ရင်းနဲ့ကျွန်တော်အဲ့ဘောဆိုင်မျိုးပြန်သွားတယ် ပြန်သွားပြီးတော့အိမ်မျိုးအကြောင်းထပ်ပြီးတော့ဒီလာတယ်။အဲပြီးတော့ဒီကျွန်တော်ဇက်ဝင်ခန်းထဲမှာထည့်မဲ့အဲဟိုအတူဆိုရယ် character တိဆောက်တယ်ပြီးတော့ location တွေပြန်ကြည့်တယ်လောက်လောက်တယ်ပေါ့နော်။အဲအိမ်မှာဇက်လန်းကိုအိမ်မှာပြန်သွားပြီးတော့နောက်တစ်ခေါက်ပြန်သွားပြီးတော့ရေးတယ်။အဲအဲ့ကနေစပြီးတော့အတူဆိုရယ်အဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပေါ့ခင်ဗျာ။အဲ့လို drama ကြီးပဲရိုက်မယ် romance ကြီးပဲရိုက်မယ်အဲဆိုပြီးတော့တတ်မှတ်ထဲတော့မထားပါဘူး။အဲ့လိုဟာတလည်းရိုက်ဖြစ်ရိုက်ဖြစ်မှာပေါ့နော်။အဲဒီအခုအတူကားဆိုရင်တို့က ပြောမယ်ဆိုသူ့ရဲ့ genes ကအာ romance drama ပုံစံမျိုးလေးပါပဲအဲဟို romance drama ပေါ့နော်ကျွန်တော်ရိုက်နေရှေ့မှာရိုက်ခဲ့ပြီးတဲ့ပုံစံတဲမှာတော့မပါသေးဘူးဒီလိုကားမျိုးပေါ့ဒီဇက်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်နဲ့ကဒီကားကိုမြင်းမြတ်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆီယမလေးနေရာပိုးနဲ့ရိုက်မယ်ဆိုသူတို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရောအဲဟို adder ရောပေါ့နော်အဲ character ပါတဲ့ character တွေရောအကုန်လုံးဟို စိတ်ကူးထဲမှာပုံဖော်ပြီးလောက်လုပ်ပြီးတော့မှအဲဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါဟိုကျွန်တော်စိတ်ကူးထဲကပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမျက်နဲ့ပိုးနဲ့ပေါ့နော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲဒရမာဟိုဆို heavy တွေကိုလုတ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်းအဲတကယ်လုံနိုင်တယ်ပြီးတော့ဆရာမလေးဆိုတဲ့ character ကလည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်တွင်ကြ ဖြစ်နေတယ်ပေါ့နော်ဟိုဖြစ်เสียကောင်းနဲ့သူနဲ့ live ဖတ်တဲ့အဲဇာတ်ရုပ်လေးဖြစ်နေတယ်အဲ့တော့ဒီထဲမှာသူနှစ်ယောက်ကြီးကလည်းအဲ chemistry ကဟိုဒါအမိနေရခံစားရပါတယ်ဟိုအဲ့ဒါဟိုတချင်းလေးထဲမှာပါတဲ့ဇာတ်ဝင်ရပေါ့နော်အဲအဲ့ဟာလည်းအဲ့လိုပဲတချင်းလေးကိုသူရိုက်နေတဲ့အချိန်တွေကချစ်เสียကောင်းအောင်ပေါ့နော်နှစ်ယောက်ကိုဒီအတူနဲ့ဆရာမလေးနှစ်ယောက်အကြောင်းကိုတချင်းလေးနဲ့ထည့်ပြီးတော့ချစ်เสียကောင်းအောင်ပုံမထားပါအတူကရိုက်တော့အမလွဲရကအမတို့ရေတွေရမ်းကြည့်တဲ့ချင်းကလောမှာ ရေအရန်ကြီးရဲ့ချင်းအဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေချင်းမှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ကရေမကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲမရတော့ဆက်သွယ်လဲမရဖုန်း line နေမရအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာ ။အော်ရာသီဥတုဆိုးလို့ပေါ့နော်အဲ့လိုမျိုး line တွေပါမကောင်းဘူးအဲ့လိုပဲထင်တာလား။အဲ့လိုရေတွေအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာတွေလည်းကိုရီးယားရိုက်ရိုက်နေချိန်မှာမသိကြဘူး။အမိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့ခေတ်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတော့ရှိရဲ့။အာအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဟိုရန်ကုန်မှာရှိတဲ့လူတွေကအရန်စိတ်ပူနေကြရေတခုခုများဖြစ်နေလားအဲအဆက်အသွယ်တွေလည်းမရကြတော့ဘူးเนาะအမေဖြစ်ချင်တော့အမတို့ line တွေလည်းမိတဲ့အခါမှာ အဲ့တော့မှသတင်းတွေကတက်လာတက်လာတဲ့အချိန်မှာတို့ရေရေကြီးနေတယ်ဒီလိုလိုလိုဖြစ်နေရဲ့အဲအဲအဲ့အဲ့ဒါတက်လာရဲ့အဲပြီးတော့ကိုကားရိုက်ခံဒီအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမားတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့မှဒီရေပေးအတွက်เนาะအလူတွေအဲ့ဒါတွေသွားလုပ်ခဲ့ကြတာပေါ့เนาะပေးခြင်းတဲ့ message ကတော့ဒီဘယ်လိုပြောမလဲလောကကြီးမှာအဲချမ်းသာတာဆင်းရဲတာအဲပညာတတ်တာမတတ်တာတွေထက်ကိုဘယ်ဟာပုံပြီးတန်ဖိုးရှိလဲဆိုတော့အကြောင်းကြီးပေါ့เนาะအဲ့ဟာတွေထက်ကိုပို့ပြီးတော့အရေးကြီးတာကလူတယောက်မှာ အာရှိစဉ်ရှိတိုက်တဲ့ဟာအဘာလဲယူသားမှုပေါ့နော်အဲအဲ့လိုယူသားဖို့အရေးကြီးတယ်ဆိုတော့အဲ message တွေကိုပဲရထားတာပေးထားတာပါကျွန်တော်ကဒီကားပဲကြုံတွေ့မှာပေါ့နော်နောက်ကားကကျတော့အဲအတိကျတော့မသိသေးဘူးအာအတူပြီးရင်နောက်ဝင်တဲ့ယုံတွေမှာ ਨੇ တူတယ်အာဟုတ်ကဲ့ writer photography နဲ့နှစ်စုပေါ့အာပြီးခဲ့တဲ့နှစ်ကတော့ writer အိမ်မက်ကာရနဲ့ writer စုရပါတယ်အများကြီးရောဘာလို့လဲဆိုတော့ဒါကျွန်တော်အဲ့လိုလောလတ် ါဖန်တီးနိုင်အောင်အစိတ်ကြိုက်ရိုက်ခွင့်ရအောင်အဘာမှနောက်ဆန်မတင်ရအောင်နောက်ကိုဘာမှအများကြီးလှည့်ကြည့်နေစရာမလိုအောင်ကျွန်တော်အတူတူတက်ညီလက်ညီဝိုင်းပြီးတော့အဖန်တီးပြီးရယ်နောက်ကနေအများကြီးစပုလုပ်ပြီးရယ်သူကတော့အဓိကပေါ့နော်အဲ့လိုပဲကျွန်တော်ရဲ့နောက်မှာရှိတဲ့နောက်ထပ်အကျွန်တော် AC production ကအဲကျွန်တော်တင်းပေါ့နော်ကျွန်တော်တင်းက operation ကလူတွေရောပြီးတော့နောက်ကျွန်တော်ရဲ့ AC ပို့ဆောက်ကအာ sorry ကျွန်တော် AC ပို့ဆောက်က အဲကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲညီကိုတွေပေါ့ editor တွေ colorist တွေအ audio သမားတွေအကျွန်တော်ရဲ့ညီကိုတွေပေါ့အဲသူတို့တွေအကုန်လုံးကလည်းအဲ့လိုပဲကျွန်တော်ဘာရဲရဲနောက်ကနေတန်မှုတဲ့လူတွေပါပဲဟုတ်သူတို့ရဲ့ပံ့ပိုးမှုအားလည်းအများကြီးပဲအရေးပါပါတယ်ဘာထုတ်ကြမှာတောက်လို့ရှိတယ်သူကလာကြောင်းလိုက်တာအောင်မင်းရဲ့ကြောင်းဝတ်တုတ်ကမိန်းမရှိအဲ့လက်တွေ့ပဲလေ ပတ် movie မှာပါဘာဖြစ်လို့လဲဆိုတော့ तू ကကြတော့သူ့ရဲ့အလုပ်တစ်ခုကိုပဲ focus တာပါเนาะဒီဟာလှုပ်ရှင်နေဆိုလို့ရှင် तू ဒီဟာတစ်ခုပဲအကျန်တဲ့ဟာတွေကို तू ကောင်းနေမှာ तू ကတိတ်အများကြီးလည်းမထည့်ဘူးဒီလှုပ်ကို तू အမြာလှုပ်မယ် तू ကောင်းနေမှာ तू တွေးထားတဲ့ဟာတွေဖြစ်ရှင်တဲ့ဟာတွေကို तू မဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့เนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ် तू အရှိရသွားမယ်ဆိုရင်တော့အနောက်မှာအဲနောက်တက်လုံမှုလို့ရယ်ပေါ့เนาะအဲ့အတွက်တော့ကိုကတော့အများကြီးတော့စူးစမ်းပေးခုနပြောလို့ပေါ့ तू ကအဲ့လိုအကုန်လုံးပေါ့เนาะကျွန်တော်ရုပ်ရှင်တကားရိုက်မယ်ဆိုရုပ်ရှင်တကားဖန်တီးဖို့ဆိုတာလဲ ဘယ်လိုပြောမလဲဟိုတင်းမော့လဲလို့သလိုဟိုငွေကြေးဘိုင်းတွေရောပေါ့နော်အများကြီးအများကြီး management လောက်ရပါဘောအဲ့အပိုင်းတွေဟိုအများကြီးလောက်ရတဲ့ဟာမှာမှအဲသူရှိရတော့အဲ့ငွေကြေးရဲ့ဘိုင်းတွေရောအဲတခြားအဲ့လို financial ဘိုင်းတွေရော management ဘိုင်းတွေရောအဲဟိုစိတ်ပူကြမလို့တော့ပေါ့နော်အများကြီးစိတ်ပူနေကြမလို့အဲ့ဒါတွေတော်တော်များများဟိုအဲသူနဲ့တူပြီးနောက်က အဲတင်းများလူတွေကဖြည့်ရှင်ပေးထားတဲ့သူကဘာပြောစိတ်ဖြောင်းဖြောင်းနဲ့အဲဖန်တီးနိုင်တယ်ပေါ့နော်အဲအဲ့အတွက်အများကြီးအထောက်အူဖြစ်ပါတယ်အဲကျွန်တော်ဒီအတူရုပ်ရှင်ဇာတ်ကားကိုအဲဒီလထဲမှာ မကြခင်ပေါ့နော်ဒီလထဲမှာပဲအဲတနိုင်ငံလုံးကရုပ်ရှင်တွေမှာယုံရင်ပြတော့တော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတူယုံတင်တဲ့အခါအာလာရောက်အားပေးပြကြပါဝင့်ရံပြကြပါကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်ပါဝင်တဲ့တရုတ်ဆောင်တွေရော ဒီ production อ่ะအဖွဲသူအဖွဲသားတွေကိုတစ်ဖွဲ့လုံးအဲလုံနိုင်သမျှအကောင်းဆုံးအဲပြည်သက်တွေအတွက်ဖန်တီးပုံပေါ်ထားပါတယ်အဲ့တော့ဝင်ရပြကြပါလို့အာအတူကားလေးရတော့လေဒီကားလေးရအလိုရတအောင်ပြေးမယ်ပေါ့နော်ပျော်ရှင်စရာတွေရောလွိုင်းချစ်စရာတွေရောလွမ်းစရာတွေရောအကုန်လုံးပေါ့နော်ရတအောင်နဲ့ကားတကားလို့ပြောလို့ရပါတယ်အဲ့တော့ဒီအတူကားလေးရုံတင်ဆက်ဆက်လာကြည့်ပေးပါလို့ဖြစ်ပါချင်ပါတယ်